လူပေါင်းသိန်းချီတည်နိုင်တဲ့စကိုင်းငလင်ကြီးထပ်ပြင်းတဲ့ရခိုင်ငလင်ကြီးလာတော်မေရှိပြီးလက္ခဏာတွေပြနေတာဖြစ်တဲ့တော့ပညာရှင်တွေကတော့အရေးပေါ်ပဲသတိပေးရပါပြီ။မကြာသေးမီကမေလာစကွေးနေ့မနက်9:30ခန်းမှာရခိုင်ကန်းလုံးပင်လယ်ပြင်ရံပြေအနောက်ဘက်မှာပြင်းအားငရတမရှိတဲ့ငလင်တစ်ခုလောက်ခတ်သွားခဲ့ပါရီ။အဲ့ဒီငလင်ဟာပုံမှန်မဟုတ်ပဲအနာဂတ်မှာပုံမှန်ပြင်းထန်နိုင်တဲ့ငလင်ကြီးရဲ့ရှိပြလက္ခဏာလို့အလုံးကပေါ်ပြနေကြပြီလေဖြစ်ပါရီ။နော်။ ကျွန်တော်တို့စကိုင်းကလေးနဲ့လုံးဝလုံးဝကိုဒီဟာကမပတ်သက်ပါဘူး။ဘာကြောင့်ဒီကလေးကို ရှီပြင်းကလေးအနေနဲ့သတိကြီးကြီးထားရမလဲဆိုရင်တဲ့။ရခိုင်ကမ်းလွန်ဒေသဟာတဲ့။ငလင်းအလွန်အနေနဲ့မြန်မာတွေအိန္ဒိယဘာမာအိန္ဒိယကြောက်လာနေမြန်မာမိချိုကြောက်လာတို့ထိဆက်တဲ့နေရာမှာရှိပြီ။အာရဂန်ကလေးကြီး1960နှစ်ကဲ့သို့ဒီအားဝိရဒမအထက်ကလေးများလှုပ်ခတ်နိုင်တဲ့အမိုင်းဝင်ဒေသဖြစ်ပါတယ်တဲ့ဗျာ။1960နှစ်ခုနှစ်က ဤဒေသမှာပြည်မသမိုင်းမှာအပြင်းထန်ဆုံးကလေးဖြစ်တဲ့ပြင်းအား7.5ကနေ9.0အထက်လှုပ်ခဲ့ပြီးဆူနာမီကြောင့်မြောက်ဥပါဝင်ကျွော်များပျောက်ကွယ်သွားခဲ့ရကြောင်းလေးပညာရှင်တွေကဖော်ပြထားပါတယ်။ဒီခုချိန်ဟာ1960နှစ်မှစပြီးတော့1960ကျော်ကြာမြင့်ပြီဖြစ်တာကြောင့်ငလင်စွိုင်းအင်များပြန်လည်ဆူဆီးနေပြီးပြင်းအား9.0အထက်ကိုလှုပ်ခတ်နိုင်တဲ့အခြေအနေမှာရှီချောင်းကိုပညာရှင်တွေကအရေးပေါ်ပေးသတိပေးလာပါပြီ။ ပြီးတော့ဆူနာမီအန္တရာယ်နေနဲ့ကြီးမေဆိုရင်လည်းဂန်းလုံကလေးဖြစ်ပါက အမြင့်တရားပေးကြောဆူနာမီလှိုင်းများရခိုင်ကမ်းရိုးတန်းကိုရိုက်ခတ်နိုင်ပြီးတော့စကိုင်းမန္တလေးကလေးထက်အဆပေါင်းများစွာနော်ပုံမူပစ္စည်းနိုင်တာကိုတွေ့ရပါတယ်နော်ကျူတင်ကဝေဖို့အတွက်ဆိုရင်တော့ကန်ဒီကျွတ်ရများမှာအမြင့်ရှိတဲ့နေရာများကိုပြောင်းရှင်နိုင်ရအဆင်သင့်ပြင်ထားပါကလေးလှုပ်ပါကပင်လေကန်းဆတ်မှချစ်ချင်းဝေးရဝှေ့ပါနော်အရေးပေါ်ထုတ်ပိုးစာနဲ့လွှတ်တော်စေဝါများကိုအသင့်ရှိပါစေ ။သမိုင်းရကြည့်မေဆိုရင်လည်းကျွန်တော်တို့1962ကလင်ကိုနော် dash portuguese ကုန်သည်အများကြီးမှတ်တမ်းများမှာကျွန်တော်တွေ့ရပြီးကမ္ဘာအပြင်းထန်ဆုံးကလင်အဖြစ်အဲ့ဒီကလင်ကိုဖော်ပြထားပြီးတော့ရခိုင်ရာဆိုရင်များမှာလေမြို့များပျောက်ကွယ်သွားကြောင်းလေတွေ့ရပါတယ်။ဒါကြောင့်မလို့ဒီကလင်ကပညာရှင်တွေတောင်ရှေ့ပြင်းကလင်ဖြစ်သတ်မှတ်ကုန်ပြီးဒီသူများယူဆိုင်ကြပါအထူးသဖြင့်တော့ရခိုင်ပြည်ကပြည်သူတွေကိုပြောတာပါနော်။